အမြန်ရထားကိုကျွေပြားကျိုးနဲ့ပစ်ပေါက်တဲ့သူအလုံးနဲ့ထောင်လန်စကားနဲ့ချမှတ်ခံရအမြန်ရထားကိုကျွေပြားကျိုးနဲ့ပစ်ပေါက်တဲ့သူကိုဒီကနေ့ဒီဇင်ဘာလ9ရက်နေ့မှာတောင်ဝခရိုင်တရားရုံးကအလုံးနဲ့ထောင်လန်စကားနဲ့ချမှတ်ခဲ့လို့သိရပါတယ်ရန်ကုန်မန္တလေးရထားရန်မိုင်တိုင်းအမှတ်134မြင်းဆောင်ရှင်နယ်134မြင်းဆောင်ကိုးကြားမှာရန်ကုန်ကနေနေပြည်တော်ကိုမောင်းနှင်လာတဲ့ မှတ်ခွင့်အစံအမြန်ရထားကိုကြွေပြားကျိုးနဲ့ပြစ်ပေါက်ခဲ့တာဖြစ်ပါလေ။အော်တိုဘာလ28ရက်နေ့ညနေ3:00နာရီဝန်းကျင်ကထအိုးလွင်ခေါ်ငထော်နေအသက်23နှစ်တင်ချိုင်းကုန်းကွက်တက်ဘာလူး6လမ်းအုတ်ဖြတ်ရက်ကွက်ဖြူမြုံနဲ့နေထိုင်တဲ့သူကပြစ်ပေါက်ခဲ့တာပါ။အဲဒီလိုပြစ်ပေါက်လိုက်တာကြောင့်ပထမတန်းအတွဲနှစ်ကဘေးကျမှန်ကိုထိပြီးတော့အလျားလေးပင်အနန္တပေဝဲကန်းမှတ်ချက်တစ်ခုလုံးအကွဲခဲ့တဲ့အပြင်မှန်ရဲ့အပေါ်ဘက်ဒေါန်စုံနှလမပတ်လေကလည်း ျက်စီးသွားခဲ့လို့သိရပါတယ်။အဲဒါကြောင့်အဆူပါအမြန်ထားကျွေပြားကျိုးနဲ့ပစ်ပေါက်ခဲ့တဲ့သူထုံးလွင်ခေါငထုံးလီကိုတခြားပို့ဆောင်ရေးလုပ်ငန်းဥပဒေပုံမှား84ရာတောင်ဦးခင်တရားရုံးကအလုံးနဲ့ထောင်လန်15နဲ့ချမှတ်ခဲ့ကြောင်းသိရပါတယ်။